ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ရဲ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းသတင်းတွေကိုပေါင်းပြီးမှတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ဒီမနေ့ညပိုင်းကတက်လာတဲ့သတင်းကောင်းတွေအပြင်ဒီမနက်မှာတက်လာတဲ့သတင်းတွေကိုပေါင်းပြီးမှတင်ပြမှာဖြစ်ပါတယ်နော်အဲ့တော့သတင်းတူသတင်းကောင်းတွေမြောက်မြောက်ဆက်ရှိနေပါတယ်ကဲပထမအဦးဆုံးကျွန်တော်တို့လူရင်းတူရှင်သတင်းနဲ့ဆက်လိုက်မယ်နော် ပထမဆုံးသတင်းပုဒ်ကတော့မြင်းချန်ခိုင်စစ်ကောင်စီတပ်စစ်ဦးလံအောင်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲဒီမှာဗိုလ်မှူးအဆင့်ပါဝင်စစ်တပ်တိုက်စုံမှုတွေများပြားသွားတယ်လို့သိရတယ်ပြီးတော့ PDF ပူပေါင်းတပ်တွေလက်နက်မျိုးစုံ90နီးပါးတိုက်စေးရမိတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါတော့မနေရပါဘူးနော်။ဒီအနာသိစစ်တပ်ကအင်အား200ပါစစ်ကြောင်းနဲ့မြင်းချန်ခိုင်အတွင်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်တိုက်စုံထိခိုက်မှုများများပြားသလိုလက်နက်မျိုးစုံ90နီးပါးရရှိခဲ့ကြောင်းတထိုးကြီးပြည်သူ့ကာကွယ်တပ်မတော်ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ အမှတိတ်ဆိတ်ရမယ့်လက်နက်တွေလည်းအများကြီးရတာတွေ့ရပါတော့တကယ်ပဲအခုလိုအချိန်မှာဒီလိုမျိုးတက်လာတဲ့သတင်းတွေကတော့ပြည်သူအတွက်အားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမြောက်ရီမြို့နယ်ကေကေပေါ့မှကြားဖြတ်တရုတ်တရေများအပောင်ဝင်အရေးပါသူများကို BGF မှစောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်ပြီးတော့ခလုံးကွင်းပေးထားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့တော့ဒီ BGF ဒီကေကေပေါ့နဲ့ပတ်သက်ရင်ပြည်သူလူထုကအားလုံးအသိပညာဖြစ်ပါတယ်နော်။သူတို့ရုပ်ရှင်ရိုက်နေတယ်ဆိုတာလည်းသိပညာဖြစ်ပါတယ်။အဲ့တော့ခုချိန်မှာမနေ့ကဆိုရင်သူတို့ဒီအဆောက်အဦတွေတောင်မှဒီဘုံခွဲဖြက်စီးတယ်လို့ကြားရတာပါနော်။ဒီလက်စလက်နာပျောက်သွားလို့ အမကီကီပတ်ကကြားဖြတ်တရုတ်သထေတွေ ID ပညာရှင်တွေနဲ့အရေးပါသူတွေကိုအော်တိုဘားလ22ကလေးကဘီဂျက်ကအကုန်ထုတ်သွားပြီးရွှေကုတ်ကိုဖျားသုံးစုနဲ့ဘီဂျက်နယ်မြေတွေမှာရွှေ့ထားပြီးတဲ့အခုထိုင်းဘက်နဲ့မြောက်ပြည်ဘက်ကိုထွက်ပြေးနေတာတွေကအလုတ်သမားနဲ့အလုတ်ကြီးကြပ်ရေးစတဲ့လုပ်ငန်းလေပတ်သူတွေပဲအဓိကအရေးကြီးပုံကူတွေကဘီဂျက်ကဗိုတင်ဝင်းနဲ့စီမံမှုနဲ့လုံခြုံတဲ့နေရာကိုရွှေ့ပေးသွားပြီးပြီကကပတ်ကိုစစ်တပ်ကဝင်စီမယ်နှိမ့်လို့မယ်ဆိုတာတွေကစစ်တပ်နဲ့ဘီဂျက်ကြီးနိုင်ပြီးလောက်ကြတာလို့ခရီးစေးသတင်းများ ဖော်ပြထားပါတယ်နော်အဲ့တော့ဒီကိစ္စကမင်းအောင်လိုင်းကဒီဒီ BGF တွေနဲ့ကြားဖြတ်နေနေပေါင်းမှာလုပ်တယ်ဆိုတာထင်ရှားပါတယ်နော်အဲ့တော့ခုနောက်ပိုင်းမှာဆိုရင်မြန်မာပြည်ထဲမှာနော်ကြားဖြတ်ချာပြန်ကိစ္စတွေပတ်သက်ပြီးအလိန်နဲ့အညာနဲ့တတိတတော်တက်လာတွေ့ရပါတယ်ဖုန်းနဲ့လိန်နဲ့ပတ်စံတွေပါသွားတယ်တင်းညာချီပါသွားတဲ့လူလည်းအများကြီးရှိတယ်ဒီဂိမ်းတွေပတ်သက်ပြီးတော့လည်းလိန်နေပါတော့ဒီလိုမျိုးပီသူလူတို့ကိုနှိပ်စက်နေတဲ့ချာပြန်ကိုမွေးထားတာတခြားလူမဟုတ်ဘူးเนาะမင်းအောင်လိုင်းဖြစ်ပါတယ်ဒီဒီကိစ္စကိုကြည့်ရင်သိတာပါပဲเนาะ အဲ့တော့မရလိုက်မပြုတ်ဘူးဆိုရင်ပြည်သူလူထုကတော့ရှိသမျှအကုန်ပြောင်းဖို့ဒါပြင်ထားပါတော့နော်ဒီကောင်နဲ့ဒီဒီကြားဖြတ်တရုတ်တွေကတော့ဒီကြားဖြတ်နေရတော့မရရတာအကုန်ယူမှာဖြစ်ပါတယ်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းပေါ့မြုတ်နေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်သားတွေတိုက်ခိုက်ခံရပြီးတော့၅ဦးမျိုးစာဖြစ်က၈ဦးထိခိုက်ဒဏ်ရာရသွားတယ်ဆိုရင်သတင်းပဲဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြုတ်နေမြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တပ်သားတွေထိတိုက်ခိုက်ခံရပြီး၅ဦးမျိုးစာဖြစ်က၈ဦးထိခိုက်သွားတယ်လို့ပြည်သူတော်လှန်ရေးတပ်ဦးမှသတင်းထုတ်ပြန်ထားပါတယ် ကဲနောက်ထပ်သတင်းရှယ်သတင်းကောင်းလေးကြံပါသေးတယ်အဲ့ဒါဘာလဲဆိုတော့တထိုးကြီးနဲ့မလိုင်မြို့နယ်တို့ရင်းစစ်တပ်စစ်ကြောင်းများကိုတလားကြာပိတ်ဆို့တိုက်ခိုက်မှုဘုံဘူးကြော်မင်းအပောင်စစ်သား38ဦးမျိုးစားဖြစ်ပြီး9ဦးရှင်ပြီကလက်နက်မျိုးစုံနဲ့ဒရုန်းကြံပါများပါတင်းစရမိတယ်ဆိုတဲ့သတင်းမဖြစ်ပါနော်ဒီသတင်းကတော့မနေ့ကလေးတက်နေတာဖြစ်ပြီးတော့တပ်ပုံတွေလည်းဝဝေစစား online မှာပြက်နေနေဖြစ်ပါနော်အဲ့တော့တထိုးကြီးကတော့အများနဲ့အောင်ပွဲဆင်နေတာတကယ်ပဲဝမ်းသာဖို့ကောင်းပါရဲ့နော် ကဲကျွန်တော်တို့နောက်ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုကတော့မတင်ဆက်တာကြာပြီဖြစ်တယ်မနော်ရဲဘော်ရှန်လီပြောထားတဲ့ KK ဘတ်အကြောင်းလေးတစ်ချက်နားထောင်ကြည့်ရအောင်နော် KK ဘတ်မှာဘယ်လိုမျိုးသူတို့ဟိုရုပ်ရှင်ရိုက်နေလဲပေါ့နော်ဘယ်လိုတွေလိန်ညာနေလဲဘယ်လိုတွေလုပ်နေလဲဆိုတာကိုတစ်ချက်လောက်နားထောင်ကြည့်လားအပြန်အဆောက်အဦးကိုဟွန်း BGF ဥစ္စာပြီးတော့မိုင်းခွဲပြီးတော့ဖြိုချမနေ့ကလောက်ဆိုနေအဲ့သတင်းအခြားမီဒီယာတွေမှာပါလာမယ်ထင်တယ်ကျွန်တော်ရဲ့မိသားစုပါလာပြီပါလာပြီ ကြည့်ကောက်ရှိတဲ့အဆောက်အဦတစ်ခုနှစ်ခုကိုတို့မိုင်းခွဲပြီးတော့ဖြိုချမယ်ပြီးရင်ကဘာကြီးကိုတို့ကတို့ဖြတ်စည်းတယ်ပေါ့ဗျာဘလို့စပ်ပြီးတော့လိမ်လဲဆိုတာကိုကျွန်တော်တို့ကဟာတအမြင်နဲ့ထိုင်ကြည့်အောင်ပါဖြစ်ပါမယ်ကျွန်တော်ရဲ့ view ကိုကြည့်နေကျွန်တော်မိသားစုရင်တော့ဗဇင်းတနာကမဖော်ပြခင်မှာကျွန်တော်တို့ပြီးပါပြီသူတွေအရင်ဆုံးတိတ်သွားပြီလို့တော့ထင်ပါတယ်အဆောက်အဦတစ်ခုလုံးလည်းမိုင်းခွဲပြီးတော့ဖြတ်စည်းမယ်နောက်တစ်ခုလည်းဖြတ်စည်းဖို့ရှိနေပါသေးတယ် တို့တွေမိုင်းခွဲဖြက်စီးတယ်ပေါ့ဗျာဟုတ်ပြီကြောက်နေတာကြောက်နေတာရှီကုတ်ကိုလည်းကြားဖြန့်မိကန်တမနာကြီးကအမှုချိန်အရှိကွန်နှွာတော့မယ်ဆိုတာလေနိုင်ငံကသတင်းသုံးသပ်သူတွေကပေါ်ပြထားလာလဲရှိတယ်ခုချိန်တော့မှာတော့မင်းအောင်လှိုင်နဲ့ပတ်သက်ခဲ့ပြီသူအကုန်လုံးကတော့ဂူအောင်နေလောက်ပါဒါပေမဲ့ကျွန်တော်တို့ကင်းဒေဗီမှာကင်းတွေမတိတာ ဘာခုမှမရှိဘူးဘယ်နေရာမှပုံလို့မရဘူးကဲလို့တစ္ဆာဖောက်ခဲ့သူတွေကဲအန်ယူအောက်ကနေပြီးတော့စစ်ပနတ်ကိုရှာနဲ့ပြေးရတဲ့သူတွေကဲဒီမျိုးသားလုံးကလည်းစောင့်ကြည့်နေတယ်လို့ကဲအန်ယူလက်ကလည်းမလုပ်ဘူးဒါကလည်းကျွန်တော်တို့တမိုင်းမှာရှိခဲ့တဲ့ချက်လက်တွေရှိတယ်သူတို့ဘာမှမသိတယ်အာနာယူလက်နက်ကိုင် ခေါင်းဆောင်တော်တော်များများဟာဘယ်တော့မှသူတို့ဟာပုံမလေးလေးပြောမယ်ဆိုရင်တော့သူတို့မိသားစုသူတို့မိမအောင်သူတို့ယုံတာမဟုတ်ဘယ်နေရာမှာဘယ်လိုလုပ်နေလဲဘယ်နေရာမှာဘယ်လိုနေနေလဲရွှေကုတ်မှာကြားဖြတ်ဂိုင်းခေါင်းဆောင်ဆိုတဲ့အခုကဘာကြီးကကဘာကြီးကဆိုတရုတ်ဒင်းမီဒီယာတွေကနော်တပုံမှတ်တမ်းနဲ့တကွာတရားဝင်ကြကြပြပြပေါ်ထွက်လာတာစောချစ်သူစောချစ်သူစောချစ်သူဆိုတာကြီးပဲငကိုယ်လေးကကျွန်တော်တို့ပြည်သူ မျက်နှာမူရပြည်သူဘက်ကိုရှိုက်ရမယ်ဆိုရင်ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့အခုချိန်မီသေးလားချိန်မမီဘူးလားဆိုတာကတော့ခင်နေပဲဆုံးဖြတ်ပါလိမ့်မယ်ဂျူကိုရဂျူကိုတဲမှာဆော့ချစ်သူနဲ့အသက်တက်ပိုင်ဆိုင်မှုတွေအများကြီးထီးနေတာပဲဒါပေမဲ့အဲ့ဒီမှာတူနေတာမဟုတ်ပါဘူးဟုတ်ပြီခွေးပူကောင်နဲ့ခွေးပူနဲ့ပတ်သက်တဲ့ကောင်တွေကအကုန်လုံးကတော့အမိကုတ်သွားပါပြီ ဖွင့်လင်းလင်းပြောမယ်ဆိုရင်တော့ကျွန်တော်နိုင်ငံအတွင်းမှာကြားဖြတ်ပြီးတော့ကမ္ဘာကြီးကိုလိမ်လည်နေတယ်ပြီးတော့ကျွန်တော်တို့ဟာဒီကမ္ဘာနိုင်ငံတည်တည်မှာရှိနေတဲ့ကမ္ဘာသူကမ္ဘာသားတွေကိုနှိမ့်မိုးစုံနဲ့လိမ်ပြီးတော့နှိမ့်မိုးစုံနဲ့ညှင်းမနှိမ့်ဆက်တပ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေရဲ့ပဲ့ကန်ရှင်ကမင်းအောင်လှိုင်ဆိုတာကိုလည်းကမ္ဘာကြီးကသိတယ်လက်ရှိကျွန်တော်နိုင်ငံပြည်သူတွေကိုနေ့စဉ်အကြမ်းဖက်တပ်ဖြတ်နေတာကမ္ဘာကြီးကလည်းသိတယ်ဒါကြောင့် ASEAN က အဖတ်မလုပ်တော့ကျွန်တော်တို့အကောင်းဆုံးကြီးကိုဒီအာဆီယံစီဝေးခန်းနာမှာတက်ရောက်ဖို့အတွက်အတီးပြုတ်ပေါ့အတီးပြုတ်ထားပါလေဆိုတာကလည်းဟိုဘက်ကျောက်ကပဲစတင်ပြီးတော့ဒင်းလေးဖာကြခဲ့တာဖြစ်တယ်အခုတက်ပြီးတော့မင်းအွန်လိုင်းကိုစီဝေးတက်ဖို့အတွက်မဖိတ်ခေါ်ပါကြောင်းအတီးပြုတ်ပါကြောင်းဟိုဘက်ကအာဆီယံဥက္ကဋ္ဌကပြောအဲ့ဒီမှာပါလေအာဆီယံဖွဲ့ဝင်တွေကတရားဝင်တော်ထုတ်ပေါ်ပြောဆိုရတာ ဟုတ်ကဲ့ကျွန်တော်တို့တပတ်ဘက်မှာရက်တည်နေတယ်ကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးကလည်းပဲအာဆီယံဘက်မှာလည်းအာဆီယံချမှတ်ထားတဲ့မူလချက်ကိုတစ်ချက်မှတော့မလုပ်တဲ့ main on plan ဒါနဲ့ဒီမော်ဒယ်တစ်ခုလည်းကြားထားပါတယ်ကျွန်တော်တို့ long sense ကြည်ကိုပြန်လွှတ်ပေးရမယ့်အခြေအနေတွေလည်းစိုက်ရောက်နေပြီဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်နောက်ဆုံးဖဲဖဲချက်ပါနော်ဒီလူတော့လည်းစတဲ့ဒီပေါ့မပေါ့ဖွားနေမှာတဲ့ကကျွန်တော်ရဲ့အမေဒေါ်ဆန်းစွတ်ကြည်ဟာ ျွန်တော်တိုင်းပြည်နဲ့ကျွန်တော်တို့လူမျိုးနဲ့ကျွန်တော်တို့အားလုံးအတွက်အရင်ဦးဆုံးအချင်းထောင်ထဲမှာသူပေးဆက်ခဲ့တာကျွန်တော်မိလို့မရဘူးကျွန်တော်အပြင်မှာအခုလွတ်လွတ်လပ်လပ်ကျွန်တော်စကားပြောလို့ရတယ်လွတ်လွတ်လပ်လပ်ရတယ်ကန်လို့ရတယ်အညာကြီးအသက်ကိုဝအောင်ရှူလို့ရတယ်အချင်းချခံထားရတယ်ဒေါ်စန်းစွတ်ကြည့်ကိုအမေ့ဖို့ပါမိလို့မရဖို့တော့ကျွန်တော်အားလုံးမှာတောင်းဝင်ရှိတယ်မဖြစ်မနေလဲဒီတောင်းဝင်ကိုပြီးရောက်အောင်လုပ်ရမှာဖြစ်တယ်ဟုတ်ပြီ ဲ့တော့အမိကောက်သားရဲ့ခွေးပူအကြောင်းလဲတီးခဲ့ပြီးပြီးကေပါထဲမှာရှိတဲ့အဆောက်အဦကိုမိုင်းခွဲပြီးတော့ကဘာကြီးကိုလိမ်မဲ့အကြောင်းကိုလည်းပဲကျွန်တော်မိသားစုဝင်တွေဒါအိုးပြပြတီးခဲ့ပြီးပြီးမနေ့ကဆိုရင်ဒါကေကေပါအတွင်းထဲမှာရှိတဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့သူတွေဒါမြို့ပေါ်လမ်းမတွေကိုထွက်လာတာကျွန်တော်မိသားစုဝင်တွေတခဲ့ကိုအများကြီးယာထောင်ချီတယ်ဟုတ်တယ်ထိုင်းနိုင်ငံဘက်ကိုလည်းပဲကူးသွားတဲ့သူတွေလည်းအများကြီးဆိုတော့ ကျောင်းပြလာကဘာကြီးကိုလိန်ထားတဲ့ကောင် ကဲဒါတော့ရဲဘော်ရှမ်းလေးတိစက်မှုဖြစ်ပါတယ်เนาะအဲ့တော့ကြာပြန့်ကိစ္စနဲ့ပတ်သက်လာရင်တော့အခုချိန်မှဆိုရင်ဒီကရင်ဖွဲ့စည်းတွေကကရင်ချင်းချင်းမတိုက်ဘူးဆိုတော့မူဝါဒနဲ့နေခဲ့လာတဲ့အခါမှာအခုဆိုဘလောက်ဘလောက်ဖြစ်လာလဲဆိုတော့ဒီကြာပြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မဲရောင်နိုင်ဘက်ကနေ KNU ပါတယ်ဆိုပြီးမှ KNU ကဒီနေပြည်တော်ဖွဲ့ပြတာပါဆိုပြီးမှเนาะ KNU ပါဒီရဲ့အဖွဲ့တွေကိုဆွဲထည့်နေပါเนาะအဲ့တော့ပါတီဖြစ်ဖြစ်မပါတီဖြစ်ဖြစ်ပေါ့เนาะအခုချိန်မှဆိုရင်တော့သူတို့ကဆွဲထည့်ခံနေရတဲ့အနေအထားဖြစ်ပါတယ်เนาะနောက်ပိုင်းကြာရင်လည်းဒီနေပြည်တော်ဝိုက်မှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးကတော်တော်လေးကိုနိုင်ပြည်ပြတ်သွားမဲ့အခြေအနေမှာ ရှိပါတယ်ခုတရုတ်ကြီးကလည်းဒီကိစ္စတွေစကင်တွေ့နေပြီဆိုတော့ဗောနော်ဒါတွေသတိထားဖို့လိုပါတယ်နော်ကဲကျွန်တော်မနေ့ကတင်ဆက်မယ်ဆိုပြီးမိသွားတဲ့ဟာဗောနော်ဘာလဲဆိုတော့လွှမ်းပိုင်နေဒီဟိုဒရိုက်တာကိစ္စဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဂျားရက်နဲ့အမျက်ထုတ်သွားတယ်ကြော်မြင့်ပြီးတော့သူပြောထားတာတင်ဆက်ထားအောင်ကြည့်အောင်နော်အပြေးတရားဆိုတဲ့အယူအဆလည်းတမျိုးဟိုသူ့ဖေ့သူမှာတင်ထားတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုတင်ပြီးတော့ကျွန်တော်ကသူ့ထောက်ခံတယ်ဆိုပဲနွားအိနွားကလည်းတမျိုးအချောက်ကတမျိုးဘိုးပိုင်းဆဲလည်းဆဲစရာပဲနော်အချောက်ကတမျိုးလုံးခဲ့တဲ့တစ်ထစ်ကျော်ကဗီဒီယိုဖိုင်ကိုခုမှလာပြီးသူ့ပဲထောက်ခံတယ်လို့သူ့ကိုထောက်ခံကြရလား ယူသလိုကြောင်သလိုနဲ့ဟိုတလောက်ကြောင်တော့တော့နဲ့ဟိုနိုင်ငံတကာနေပြီးတော့ YouTube ကနေပြီးလှုပ်ရှားနေတဲ့ကောင် YouTube ကနေ monitor ချင်းပွင့်အောင်လုပ်ပြီးတော့သူများထိုင်ပြောပြီးတော့ YouTube ရတဲ့ပတ်စံနဲ့ထမင်းစားနေတဲ့ကောင်အများအဲ့ဒါဆိုရင်ခင်ဗျာမြန်မာပြည်ရဲ့အထုပြရရှင်တွေအကုန်လုံးကိုကျွန်တော်အပါဝင်မြန်မာပြည်အထုပြရရှင်တွေအကုန်လုံးကသူ့ကိုခြေမနဲ့ကော်ထုတ်ရတယ်သူစားနေထမင်းကိုခြေမနဲ့ကော်ထုတ်ရတယ်အဲ့ဒါဆိုသူ YouTube ကနေပြောနေတာဘာလို့လဲဆို YouTube ပတ်စံရလို့အဲ့ကြောင့်ဘူပိုင်ကြီးကသူ့ရဲ့တချင်းနဲ့ပြန်ကိုင်းတာစော်တာဟိုတခါကျရင်လေဟိုလွမ်းပိုင်လူကောင်မျိုးနဲ့တွေ့မှာပဲပြီးပြီးရလဲနည်းနည်းလေးပါးစပ်ပေါက်ပိတ်မဲ့သဘောရှိတယ်ပြီးတော့ကလင်ကြစ်တွေ ပြောတယ်ပြောတော့ပြောကလင်ကြီးတွေအများကြီးပြောထားတယ်အဲ့မှာကလင်ကြီးအများကြီးပြောတော့ဟိုကောလွန်မိုင်အကုန်ပြန်ဖော်တော့အကုန်ချုပ်ပေါ်ဇလန်ရှင်းလို့မရဘူးမဂျိုကာတို့နဲ့ပဲတဲတော့ဂျိုကာတို့ကငါမပြောခဲ့ပါဘူးအကုန်ချုပ်ပေါ်ဇလန်ပြီးမှကျွန်တော်တောက်အဲ့တော့တခါကျရင်ခင်အဲ့နုပညာလောကသားဆိုတဲ့လူတွေကအဲ့လွန်ပိုင်ရဲ့လွန်ပိုင်နဲ့အဲ့ဒီပြေးတရားဖြစ်တာနှစ်ခုကိုကြည့်လိုက်တာနဲ့အနုပညာလောကသားတွေရဲ့ IQ EQ တခြားတဲ့တော့ဖဲ့ပြီအစရှိတဲ့ဂျူတွေပေါ့ဗျာအဲ့ဒီဂျူတွေဘယ်လောက်ထိလက်ချနေလဲဆိုတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်အနုပညာလောကသားတွေကိုကျွန်တော်ကောင်းကောင်းတွေ့တာဆိုအဲ့ဒါပဲ အဲ့ဒါဒီကောင်နေကျူနေတယ်လုံးဝကျူနေတယ်ကျူအားလုံးနေတယ်တကျူထဲမှာကျူတိုင်းအောင်နေတယ်အဲ့လိုဖြစ်နေတာအဲ့ဒါကျူနေလုံးလို့ဖြစ်နေတယ်တို့မှာဘာကျူတစ်ခုပဲရှိရဆိုတော့ဟိုဘာကျူတစ်ခုရှိရဆိုသိလားဟိုတယောက်တယောက်ကျူတဲ့ကားလေးကိုတတ်တယ်အဲ့ဒါတော့ကျွမ်းတယ်ကျူတော့အရင်ကျွမ်းတယ်ပေးတက်ကိုကျူတယ်ကောင်မလေးကောင်လေးချင်းကျူတယ်အဲ့ကျူတော့ကျွမ်းတယ်ကျန်တဲ့ကျူလေးကိုတော့ဒါနေလုံးနေကြောင်းလေးဘာလို့ဆိုတော့ပြောတာကြည့်လိုက်လို့တို့နှစ်ယောက်တွေဖြစ်နေတာကိုနားထောင်ကြည့်လိုက်တာနဲ့လိုက်ကြည့်တာနဲ့နည်းနည်းတော့ကြည့်တာနဲ့တို့ရဲ့ဟိုဘာလို့ဆိုဟိုခန်းစားချက်နဲ့တို့ရဲ့အပြုအမူအပြောဆိုတွေကကျွန်တော်နောက်လူငယ်တွေကတို့ဘာလို့အတူရောမှမသိဘူး ခုလွှတ်မိုက်ဆိုလဲတော်လိုက်ရင်ဆယ်လုံးပြောရင်ငါးလုံးဆက်ပြီးသွားရဟာဒီဆက်ပြီး online game မှာဆိုတော့ तू तू online game မှာတမားကြီးဖြစ်လို့လားဘာလို့တော့မသိဘူးဆက်လိုက်ရင်တော့ဆိုဒါပေမဲ့ तू လူငယ်တောင်နေဆဲတာတော့ကောင်းလူကသူလွတ်လပ်ဆဲတာပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်လည်းတစ်ခါလေစကားပြောအပြင်မှာပြောရင်ဆဲရင်ဆဲတာပဲဒါပေမဲ့အများပြည်သူမြင်သားတဲ့နေရာမှာ social media ပေါ်မှာကြာတော့မလုပ်ရဘူးမလုပ်သင့်ဘူးလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့ဒါတွေဘာဖြစ်လို့ဘာဖြစ်လို့လုပ်ဖြစ်တာလဲဆိုတော့ သူ့ကိုအားကြပြီးကြိုက်တဲ့လူငယ်ပေါင်းပေးတဲ့ပေါင်းတန်းနေချင်ရှိနေတယ်။အဲတန်းနေချင်ကအာဘူပိုင်းမှန်ဘူပိုင်းလိုပဲငါတို့ဆဲလိုက်တာဆဲရတာငါတို့ဆရာကြဆဲရမှာလူငယ်ထားဆိုတာမျိုးဖြစ်သွားပြီးတော့လူငယ်တွေကိုဘာကိုပေးတာလဲဆိုတော့လူငယ်တွေကအဲ့အတုမြင်တတ်တယ်မဟုတ်တာကြတဲ့တင်တဲ့လူငယ်တွေကလူငယ်ဖြစ်နေလို့ပြောတာလူငယ်မားနာမဟုတ်တော့အဲ့လူငယ်တွေကအဲ့ဒီတော်ကြားရတယ်နော်ဆရာကြီးဝင်လို့တော့ကောင်းတဲ့ဟာလေးကြလူငယ်တွေကတင်တာနဲတယ်ဘာကြောင့်လဲလူငယ်ဖြစ်နေလို့လူငယ်တွေအဲ့လိုဆိုတော့လွမ်းပိုင်ကိုအားကြတဲ့ပေးတဲ့တည်းကြိုက်တဲ့သဘောကြတဲ့လူငယ်တွေကလွမ်းပိုင်လိုပဲပူပိုင်လိုပဲကွာငါတို့လဲဒရဒပ်ဒပလေးတွေဆဲပလိုက်မှာကွာဆိုတော့ ဆိုရှယ်မီဒီယာတက်ဆဲကုန်မှာပေါ့ဘယ်ကောင်းမလဲဒါကြောင့်ဟိုလွမ်းပိုင်နေလဲသူ့ရဲ့ပေးသက်ကိုသူကြည့်ရမယ်သူပြန်ပြောလို့ရတယ်တုံ့ပြန်မယ်ဒါပေမဲ့သူ့ပေးသက်ကိုသူကြည့်ရမယ်လွမ်းပိုင်နေเนี่ยမှန်ပဲမှန်တော့ညဆိုလဲ तू อะไรထိမ့်တင်တယ် तू ထိမ့်တင်တယ်အဲ့ဒါကြီးထိမ့်တင်တယ်ဘာလို့ तू อ่ะ celebrate ဖြစ်နေလို့ celebrate ဖြစ်နေလို့ဟိုဘက်ကပြင်းတီးရတော့ပြောမနေအဲ့ကောင်ကတော့ပြောမနေအဲ့နွားကတော့ပြောမနေတော့ဘာနွားလို့ဘာလို့ပြောလဲဆိုတော့ तू မိမာ तू ယူထားတဲ့ तू မိမာအကြောင်းနွားလို့ပြောတာနော်သူရမင်းမင်းကနွားလို့ပြောတာအဲ့လောက်ဆိုဖြစ်ပြီးပေါက်တယ်ဒါကနွားပဲဟာရေးစားတယ်နွားပေါက်တော့ခဲ့ရေးချောက်ပြောနေတာ YouTube ကလောက်စားနေကောအဲ့ဘိုဘိုင်းနဲ့တွေ့မှာရှုပ်ပြတ်ဘိုဘိုင်းနဲ့တွေ့မှာဘိုဘိုင်းနဲ့တွေ့မှာဆုပ်ပြတ်တတ်တော့တာဘိုဘိုင်းနဲ့တွေ့မှာဟိုကတွေ့တာဟိုကရသမြောင်းတွေ့တော့တာဆိုတော့ Okay ဒါတော့เนาะဘိုဘိုင်းနဲ့ဒီဒိုင်ဒိုင်ဂျာတွေကပြဿနာတွေကိုဝင်ပြောသွားတာကြောင့်မျိုးဖြစ်ပါတယ်เนาะအဲ့တော့ဒီပြဿနာလည်းတော်တော်ကြီးကိုကြီးနေတယ်ပေါ့เนาะအဲ့တော့ဘာပြောပြောဟိုဒရိုက်တာဆိုတဲ့တယောက်ကလည်းတွန်လိုင်းထဲမှာထဲထဲဝင်ပါတဲ့လူတွေမဟုတ်ပါဘူးเนาะ Okay ကျွန်တော်နောက်ဆုံးမှာတော့အထူးရှယ်သတင်းကောင်းပေါ့เนาะလူတိုင်းနားထောင်သင့်တဲ့သတင်းဖြစ်ပါတယ်အဲ့တော့ကိုစီပါတွေပြောထားလိုက်ဘလို့သတင်းကောင်းလဲဆိုတော့တစ်ချက်နောက်ကြည့်လာပါเนาะ အကန့်ကွက်ပါလေကန့်ကွက်ပါလေဒီကိစ္စကိုတော့လုံးဝကိုကန့်ကွက်တယ်အကြီးကြီးကန့်ကွက်တယ်နော်ငါတို့ကဘာကိုကြတော့ဒီအာဆီယံခွေးကလပ်လောက်တက်ဖို့ဟာကိုဟမ်တက်ဖွင့်မပေးဘူးလေနော်စောက်ချက်ခွဲလေးတခါထပ်ပြီးတော့တက်ကမဲလို့မတက်ကဘူးလို့လို့အခုသူတို့ကြတော့နိုင်ငံပေါင်း183နိုင်ငံရှိတဲ့နိုင်ငံငါပါလီမန်များအဖွဲ့ IPU က CRPH ကိုတရားဝင်လွတ်တော်ကိုစားပြုအဖွဲ့ဖြစ်တက်မှတ်လိုက်တယ်ကဲဒါလုံးဝမတရားတဲ့ကိစ္စပါဟုတ်တယ်မလားဒါငါငါငါတို့ဘာကိုဒါတက်တက်အဲလူဘွားဝါလာမဟုတ်ခွေးဘွားဝါလာနော် စဉ်းစားကြည့်ကွာငါတို့အဖကြတော့အာဆီယံတက်ကမလားအောင်မိတယ်နော်အာငါတို့မှငါတို့မှဝမ်းပြီးတော့တော်လိုက်တာအာငါတို့ဘာဖြစ်ကြီးအာဆီယံတက်ကပြီဆိုအာမဘာဖြစ်လဲကြော်မျိုးမင်းဆိုရင်ဘာလဲအမ်တမနာထွန်းနေတော့တွေ့မှာတော့အနေမင်းအောင်နိုင်အမနိုင်ငံကခေါင်းဆောင်များအလဲမှာဘာဖြစ်လဲမတက်ချုပ်ကြည့်တာဘလို့မသူပြောတယ်အကာချုပ်ကြည့်နိုင်ငံကခေါင်းဆောင်များအလဲမှာအကာချုပ်ကြည့်ကဘုံယူဝင့်ကျွမ်းစွာနဲ့အဲတွေ့မှာနိုင်ငံကခေါင်းဆောင်တွေကလည်းအတူလဲတူရဲ့ပါပါတီဆောင်နေဖြစ်တဲ့အတွက်ငါတို့နဲ့တဒန်းနဲ့ပေးပြီးတော့ဆက်ဆံတော့မယ်ဆိုပြီးတော့ဟာငါတို့မှဝိုင်းပြီးတော့တော်လိုက်တာ ပြီးလဲပြီးတော့ဘာဖြစ်လဲအာဆီယံတော်ခွေးကလက်တက်ဖွင့်မရှိဘူးတဲ့ဟာအမလေးချားနိုင်ငံတိုင်းဝင်ကြီးပေါ်နေဖတ်ပြောပြီဒီနေ့ကစားချက်တွေကကွဲနေတဲ့အချိန်မှာကိုဘက်ကစားချက်ကွဲနေတဲ့အချိန်မှာဟိုဘက်ကနီပိတ်တွေကအခုကြည့်အောင်တယ်နိုင်ငံတကာပါလီမန်များနိုင်ငံပေါင်းကနန်းနန်းလေးမဟုတ်တော့183နိုင်ငံပါတဲ့ IDU ဆိုတာတကက်ကမ္ဘာမှာနော်အင်အားကြီးလွတ်တော်ကိုစားပြုနော်အဲ့တော့ရှင်းရှင်းပြောရရင်တော့နိုင်ငံခေါင်းဆောင်တွေဆိုရင်တော့မှနော်ပြည်သူတရက်လုံးကိုကိုစားပြုလို့မရဘူးလွတ်တော်ဆိုတာကပြည်သူတွေကိုကိုစားပြုပြီးတော့ပြည်သူကိုယ်စားလှယ်တယ် ဲ့တော့နိုင်ငံပေါင်း183နိုင်ငံကပြည်သူ့ကိုယ်စားလှယ်က CRPH ကိုတရားဝင်လွှတ်တော်မြန်မာနိုင်ငံရဲ့လွှတ်တော်အဖြစ်အတိအမှတ်ပြုတယ်တဲ့အဲ့ဒါဆိုရင်ငါတို့ကဘာလုပ်မလဲရွတ်တော်ပွဲကဘာလဲကွာခွေးတွေငွားတွေလုပ်တဲ့ပွဲလားမင်းတို့ကဟမ်ငါတို့ကဘာလုပ်တဲ့ပွဲကဘာလဲခွေးတွေငွားတွေလုပ်တဲ့ပွဲလားလို့ဟမ်ဖွတ်တွေခွေးတွေလုပ်တဲ့ပွဲလားမတရားတာကတော့နော်အခုမှကြီးသတင်းဖတ်ပြမနတ်တော်ကစိတ်တော်တယ်ကွာတကယ်ပဲစိတ်မကောင်းလို့ပါနော်ဟိုဘောမလေးတွေအစာပြောပေးတာကျွန်တော်ကတခါကျရင်ကျွန်တော်တနားစရာတတော်လေးတွေညှတာတယ် တိလားသူတို့တနာမကောင်းလဲဒီနေ့ဖုံးဆက်လာရအန်ဒီတယောက်ကဒါကိုစီဟုတ်တယ်ဒါကိုစီအတန်ဟုတ်တယ်ဟုတ်ပါတယ်ဘာဖြစ်လို့ မဟုတ်ဘူးတဲ့ကိုစီဓာတ်လိုက်ပြီးတည်တယ်ဆိုပြီးတော့ဟိုမှာတတိတင်ထားတာထွေလို့တဲ့အေးတို့အဲ့ဒါတင်ထက်ကောင်မဲလိုက်တည်လိမ့်မယ်ကျွန်တော်ကဘာမှမဖြစ်ဘူးလို့သိလားနော်စိတ်မပူကြနဲ့လို့အဲ့တော့ဘောမလေးတွေဘောကတနာဖို့ကောင်းတယ်သူတို့ကနော်အခုလက်ထမ183နိုင်ငံလူပွားကလည်းတင်ဖတ်ပြငါဒီခါဘောမလေးကနားရကွာနော်နိုင်ငံလုံး183နိုင်ငံပေါင်ပြီးတော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိအမှတ်ပြုကြောင်းကြေညာဆုံးဖြတ်လိုက်တယ် ယနေ့ကျင်းပလေရှိသည့်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံ၏အမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏အဓိကဆွေးနွေးဖွဲ့မိဖက်အဖြစ်ဆက်လက်အတိမတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရတယ် ိုင်ငံကပါလီမန်များဖွဲ့ IPUD မြန်မာနိုင်ငံ၌အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့၏တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြင့်အတိမတ်ပြုခဲ့ပြီးပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေဖြင့်လည်းနှစ်စဉ် IPU ညီလာခံများနှင့်အစည်းအဝေးများသို့တက်ရောက်ခဲ့သည်ယခုဆုံးဖြတ်ချက်ဒီအကြမ်းဖက်စေအုပ်စုကအတူအောင်ရွေးကောက်ပွဲကျင်းပရန်ဂျင်ညာထားသည့်အချိန်တွင်ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPHD IPUE စီဝင်းများတို့မြန်မာကိုစားပြု၏ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း မြန်မာအရေးပြချင်းမှုတွေနိုင်ငံတကာအတိုက်အဝန်ကြီးအခမ်းကဏ္ဍဒီအရေးပါလှတကယ်တော့မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသောပဋိပက္ခများကိုလက်တွေ့ကြပြီးရေရှည်တည်ထောင်သောပြချင်းမှုဖြင့်ပံ့ပိုးကူညီပေးရနှင့်စစ်မှန်သောလွယ်လွတ်လပ်မှုလုံခြုံမှုနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုချိုးဖောက်နေခြင်းကိုကမ္ဘာတမန်ကသိမြင်ပြီးထီရောက်တော့အကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူဆန္ဒကိုကိုစားပြုနှင့်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်သည် ထို့ပြင်မြို့သားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်း150တကြိမ်မြောက်နိုင်ငံတကာပါလီမန်များ IPU ညီလာခံ၌အချက်အတဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆန်နှုံးများကိုမြင့်တင်ခြင်းနှင့်လူသားချင်းစာနာမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းခေါင်းစဉ်ဖြင့်ပြုလုပ်သည့် General Billet အစီအစဉ်သို့တက်ရောက်မိခွန်းပြောခဲ့ကြောင်းသိရသည် အန်ယူဒီနိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မာအောင်ဤမိခွန်းတွင်မြမအချမ်းမြမအချမ်းဖက်စစ်တပ်ဤအတုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပေးရန်နိုင်ငံတော်ဤအတိုင်းအတာပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နိုင်ငံတော်တမရဦးရင်းမြင့်နှင့်ဖန်းစည်းကံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းထွင်းချက်မရှိလွှတ်ပေးရေးတောင်းဆိုပေးရန်နိုင်ငံတော်အားလုံးကလူလားကျစာနာထောက်ထားရေးအကူအညီများချက်ချင်းတားဆီးမရှိရရှိနိုင်ရေးတောင်းဆိုပေးရန်လက်နက်နှင့်လေယာဉ်စီတင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင်အလုံးစုံအရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကိုထပ်မံပေးရန်လက်ရှိပြည်ပကကိုလက်တွေ့ကျတဲ့ဖြည့်ရှင်းမှုအတွက် မြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းတိုင်းအစုအဖွဲ့များကိုပံ့ပိုးပေးရန်မြစ်တာရက်ခံပြောဆိုသွားတယ်။ဒီကြားနဲ့ထပ်ပြီးတော့ဗျာနော်ဟိုဒရွန်အင်ဒရူးဆိုတဲ့လူကလည်းကုလတမကကိုစားအောင်နေကိုစလဲကလည်းဘူမနီဘာမနီနဲ့ထပ်ပြီးတော့အာဆီယံခေါင်းဆောင်တွေကိုပြောတယ်ကြာဟမ်ငါတို့ဘာမှယူပြပါမယ်အတူရောင်ရွေးကောက်ပွဲကိုအကောင်လုံးဝိုင်းဆက်နေရမယ်ဒါဟာအတူရောင်ရွေးကောက်ပွဲကိုဝိုင်းဆက်နေနိုင်တယ်ဟာတင်ရောပေါ့အဲ့ဒါဆိုတော့ငါတို့ကတော့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့အာဆီယံခွေးကလပ်ကိုတက်ဖို့ချောင်းနေတာကွာငါတို့ဘာမှဟမ်ဒါကငါတို့ကလည်းအဖိလော်ထားတာဘယ်ရမလဲဘာဖြစ်လဲ အဲကမ္ဘာခေါင်းဆောင်အလယ်မှာငါတို့နိုင်ငံခေါင်းဆောင်ကြီးဆိုပြီးတော့ကြွားထားတာအခုကျတော့ဘာဖြစ်ကောလဲခွေးဖြစ်တာပေါ့လို့ဟမ်ကျော်စိုးပြောနေပြီခွေးဖြစ်ကုန်ပြီကောင်တော့ဟမ်အကောင်တော့ခွေးတွေဖြစ်ကုန်ပြီဟုတ်လားကျော်စိုးပြောနေလေဟမ်မြင်းချံပလက်ပိုက်ကဘာဖြစ်လဲခွေးလို့ပြေးတာလေပုံတစ်ထောင်ထောင်ထားတယ်ဆိုတော့မိုးနေမကြည့်တော့နော်အဲအခုလဲငါတို့ဘာဘာဖြစ်ပြီလဲခွေးဖြစ်ပြီဟမ် စိတ်မကောင်းလိုက်တာလို့နော်ငါတို့အဖနဲ့အဖကိုအပေးဝင်ရတဲ့ဒူတွေအားလုံးကိုစားပြောပြတာပါကိုစီကရှင်းနာထက်တဲ့နှလုံးသားရှိပါလေနော်တနာစရာတတော်ရတယ်ဆိုအဲ့လိုမျက်တာပေးတယ်ဒါကြောင့်မလို့အားနဲ့အဖမပြောကြပါနဲ့သူတို့တွေဝမ်းနေနေတဲ့အချိန်မှာအဲဒီတက်နာလေးနေပေးပါပါနော်ဒီဘက်ကဟိုအမေသားသမီးများဆိုတဲ့အုပ်စုကိုလည်းပြောပေးနေတာကလေးတွေအားငယ်နေပါလေနော်ဟိုတားကြီးတန်းတန်းတဲ့စကားတွေတားကြီးမပြောပါနဲ့သူတို့ခင်ဗျာအားငယ်နေတဲ့အချိန်မှာဟုတ်တယ်မလားဘယ်ဘက်ကကြည့်ကြည့်ကြ လက်ရှိစစ်ရေးနိုင်တယ်ဆိုတာလေ TNN ဒီဒေတာတစ်ခုထဲမှာကွက်ပြီးတော့ဟိုနေရာရလိုက်ဒီနေရာပြန်ရလိုက်တို့နယ်မြေဆုံးဆုံးထားတာကိုပြန်ရတာเนาะသူများနယ်မြေကိုတို့ကသွားသိမ်းတာမဟုတ်ဘူးသူတို့နယ်မြေရန်သူလက်ထက်ရောက်ထားတာအဲ့ဒါကိုပြန်ယူတာဒါကိုပြောလိုက်သေးတယ်ဟိုတောင်တောင်ကြာကြာတာသူ့သူခေါင်းဆောင်မင်းသားဆိုတဲ့ကောင်ကဘာဖြစ်လဲရခိုင်ကဒေတာတွေအားတဲ့စစ်တပ်ကတက်တက်လှုပ်ပေးထားတာလေဘာမှဒေတာဟိုတန်ဖိုးမရှိလို့ပေါ့အဲ့တော့မတိလို့မေးတာစစ်ဌာနချုပ်ကြီးကတန်ဖိုးမရှိဘူးပေါ့ဟောတန်ဖိုးမရှိဘဲနဲ့ဒါဆိုရင်စောက်ခေါင်းမရှိလို့စစ်ဌာနချုပ်ကဖွင့်တာပေါ့အဲ့လိုလားမတိပါဘူးအဲ့ပိုင်ရဲကိုပြောတာပဲ ရခိုင်မှာတဲ့အဲ့ဒီမြို့နယ်၁၈မြို့နယ်မှာ၁၃မြို့နယ်ကိုစစ်ကောင်စီလက်လွတ်ထားရယ်နော်စစ်ဌာနချုပ်ကြီးအပါဝင်ပေါ့အဲ့ဒါကံမိုးမရှိလို့လက်လွတ်တာလေအဲ့ဒါဆိုရင်ကျွန်တော်သိချင်တာကကျွန်တော်လည်းညံမပြီလို့ပါနော်မင်းကြည့်တာမင်းကြည့်တာနော်အဲ့ဒီအူအူပိုင်ရဲကိုလို့စစ်ဌာနချုပ်ကြီးတွားဖွင့်လာတာစောက်ကုန်းမကြတဲ့နေရာမှာတမင်တက်ကဖင်ရားပြီးတွားဖွင့်လာတာပေါ့အဲ့ဒါဆိုတော့ဟုတ်လားသတိတော်ကြည့်ကွာသတိတော်ကြည့်နော်အဲ့တော့ဒုနိုင်ငံမှာကလေဟိုပပန်း40ဗျံမလားအခုကျွန်တော်ညကြည့်နေတယ်ကျွန်တော်ဟိုကောင်ဘေးနားမှာလာထိုင်ကြည့်လို့ပါပိုင်ရန်ကိုအမှအဲ YouTube မှာလိုက်ခွင့်တယ် သူ့ကိုဘေးကနေအမမြှောက်ပေးနေတဲ့ကောင်သူကအဟုတ်အောင်မင်းလို့ဘောလေးတက်ပြီအမပြောတာဘာလဲဒီစစ်ဌာနချုပ်ကြီးကိုလေအတော့မလို့လို့လှုပ်ပေးထားတာလေဒါတွေကလက်ရှိဘလုံးပေးထားတဲ့နေမြေတွေကတခုမှဘောင်မဝင်ဘူးပေါ့နိုင်ငံအတွက်အရေးမပါလို့ပေးထားတယ်ဟိုမတိလို့မေးပါမစစ်ဌာနချုပ်ကြီးကအရေးမပါဘူးလားဟမ်တပ်မကြီးတွေဟမ်တပ်ရင်းတွေကအရေးမပါဘူးလားအရေးမပါပဲဘာဖြစ်လို့အဲ့တပ်မကြီးတပ်ရင်းတွေသွားဆောက်ထားတာလဲဟမ်ဘာဖြစ်လို့တပ်မကြီးတပ်ရင်းတွေသွားချထားတာလဲဘာဖြစ်လို့စစ်ဌာနချုပ်ကြီးသွားချထားတာဟမ်အဲ့ဒါမရှင်းနေရှုံးနေတာလေရှုံးနေလို့လေနိုင်နေအဲ့ဒါတွေဖြစ်နေအကြောင်းမရှိဘူး ဟုတ်တယ်မလားနိုင်နေတယ်ဆိုရင်လက်ရှိစစ်တပ်အာဏာသိမ်းတဲ့အချိန်မှာစစ်တပ်ရဲ့ဩဇာဘလောက်ထိပြန့်နှံ့ဘလောက်ထိသူကနေမျိုးစိုးမိုးထားနိုင်အဲအဲ့ဒီအတိုင်းရှိနေမယ်ဆိုရင်ဒါတရေပဲရှိသေးတယ်နော်အဲ့ဒါတော့တရေပဲရှိသေးတယ်နော်အခုလက်ရှိစစ်တပ်ဟာဘလောက်စိုးမိုးထားလဲဒါပေမဲ့ဒီညမှာကျွန်တော်တို့ပြောချင်တာစစ်တပ်ကရှုံးနေတာမှန်တယ်အဲ့ဒီရှုံးနေတဲ့အရှုံးကိုကျွန်တော်တို့ဘက်ကလူတွေကလည်းပြည့်ရပြုလို့မရဘူး short ပတ်လို့မရဘူးဘာဖြစ်လို့သူတို့မှအခြေခံအဆောက်အအုံရှိတယ် စစ်တပ်ဟာစီယိုစီကိုတကယ်ကောင်းတယ်အရှိမမီးတို့အမေအဲ့ဒါတော့မရင်းကျင်းလို့မိတ်ပေးနေအောင်တက်ကိုမေကိုမရင်းကျင်းမဲ့စစ်သားတွေကိုငွေထားတယ်နော်ကျွန်တော်တို့ PDF တွေတန်ရင်မှုတစ်ခုလုပ်ရင်အောက်ခြေ PDF ကပြောဖို့ဝင်မလဲဘူးနှုတ်ထွက်ဖို့ဝင်မလဲဘူးတက်ပြောင်းပြဖို့ဝင်မလဲဘူးနော်အဲတခုခုမှိုင်းဝင်ကြီးတဲ့ပြန်ပြောင်းခံဖို့ဝင်မလဲဘူးအဲ့တော့ကို့ဘက်မှာကလားဘယ်သူမှနည်းနည်းလေးမမှားပါနဲ့မှိုင်းစော်ခံထိမကောင်းကြီးပဲသူတို့ဘက်မှာတော့လားအပေါ်ပေါင်းတက်ကြတော့မှအခုမင်းရောက်နေဆိုရင်ဒါစအာနာတိန်ရဲ့ဥပဒေကိုဖောက်ပြပြီးတော့အာနာတိန်ကလားနော်ဥပဒေမဲ့အာနာတိန်နဲ့ဥပဒေမဲ့ယာဒူးနဲ့ယူထားတယ် ဒါကနိုင်ငံတော်ကိုဖောက်ပြက်တယ်တကယ့်နိုင်ငံတော်မှာပြစ်မှုအကြီးဆုံးဦးလေနိုင်ငံတော်ပုံတန်မှုကြီးကိုကျူးလွန်ထားတာပေတံပဲဒါမှမဟုတ်ဖြစ်နေဟမ်သူတို့စစ်တပ်ထဲမှာဟာငါတို့တက်ချုပ်ကတော့မင်းတို့ငါတက်ချုပ်အဖြစ်ငါတို့လက်ခံလုပ်ပြအောင်မင်းကနိုင်ငံတော်ပုံကမှုကျူးလွန်ထားတယ်မင်းအာဏာသိမ်းတာမညီမျှဘူးငါငါတို့ရဲ့စစ်ကောင်ငါတို့စစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်မင်းတို့လက်မခံဘူးလို့ပြန်ပြောမဲ့စစ်သားမရှိဘူးဒါပေမဲ့တော်နိုင်ပဲအချမ်းမှာကလားဟဲ့အဲ့လောက်ဥပဒေမဲ့လှုပ်လှုပ်ဖို့မပြောနဲ့နန်းနန်းလေးလှုပ်ရမှားသွားတယ်လွဲသွားတယ်ဆိုရင်တော့အောက်ကစော်မဲ့လူတို့ပေါ့ကြီး နော်ဒီတော်နိုင်အပေါ်အတိုင်းဝဲမှာလဲတော်နိုင်ပြည်သူကြားမှာရောဘုရင်ကတော်နိုင်ထောက်ဖို့ကြားမှာရောအားတယောက်နဲ့ပြောဆော်ဖို့ကအချိန်မျိုးရှိတယ်နော်ဘာမှမဖြစ်တောင်းကောင်းလို့ထားဆော်ရင်ဆော်တယ်နော်ဘုမတိဘာမတိဆော်ကန်ထိရတာကျွန်တော်ဆိုခေါက်ပြန်ညာနေတာပဲဟမ်တခါကျရင်တွေးတယ်ဩငါတို့တွေရန်သူလောက်တော့မှငါတို့တွေတန်ဖိုးမရှိပါလားရန်သူလောက်တော့မှစီးလုံးမှုကိုမတိဆောက်နိုင်ပါလားရန်သူလောက်တော့မှဇွဲမကောင်းပါလားဘာဖြစ်လို့လဲနှုတ်ကနိုင်နေတာလေစစ်တပ်ကရှောင်းနေတာဒါကပဋိရှိတွေကဒါပေမဲ့ရှောင်းနေတဲ့ကောင်တွေညင်းညူးနေတဲ့အချင်းချင်းစိတ်ဝမ်းပွဲနေတဲ့တယောက်ကိုတယောက်အပြစ်ပုံချနေတယ်ညင်းဘူးကြတယ် သူတို့အထဲမှာရှိရင်ရှိနေမှာပေါ့အပြင်မှာ public ကိုထွက်လာတာမြင်မှုじゃんမမြင်ဘူးတော့ဒါပေမဲ့သူတို့ရှုံးနေတာခနိုင်နေတာထို့နိုင်တဲ့လူတွေကပါဖြစ်အတယောက်တယောက်ပြည်တနာမျိုးစုံတက်တယ်ဟမ်သူ့ကိုငါမနာလို့ငါ့ကိုသူမနာလို့အာပြောင်းချနေကြတယ်စဉ်းစားကြည့်အဲ့တော့လေကျွန်တော်တို့ဟာရန်တူနောက်တောင်စီးနှုံးညီညွတ်မှုကိုမတည်ဆောက်နိုင်ဘူးဖြစ်ဖြစ်လေနော်အဲ့တော့ကျွန်တော်ကျွန်တော်တို့တွေကဓာရီကိုတိတိရမယ်အချိန်မရှိတော့ကျွန်တော်တို့မှာဒီကာလတွေကတကယ်ဟိုဘောလုံးပွဲအရင်ကြည့်မယ်ဆိုရင်အင်မတန်ကိုအရေးကြီးတဲ့ကာလဖြစ်တယ် နော်ဒီမှာအရေးကြီးတဲ့ကာလဖြစ်နေပြီ semi final ပုံစံမျိုးရှုံးထွက်ပုံစံမျိုးဟုတ်တယ်နော် semi final မှာမဖြစ်တယ်ရှုံးရင်ထွက်ကြတာပဲနိုင်အောင်ကန်ရမယ်ရှုံးရင်သွားပြီးဘွားပြက်ပြီးအဲ့ဒီပွဲနဲ့မင်းကဘာမှမတက်ဆိုင်ရဘူးအဲ့တော့လက်ရှိကျွန်တော်တော်နိုင်ရည်အဲ့ဒီတိုင်းပဲဒီအာနာယူတွေနိုင်ဝါလို့မဖြစ်ဘူးနိုင်ဝါလို့ကိုရှုံးမှအတွက်မဟုတ်ဘူးနော်ဒီနိုင်ငံပြက်ဖို့ပဲရှိတော့တယ်မယုံမရှိပါနဲ့မင်းအောင်နိုင်ငံဆက်အောင်ချုပ်ဝါကြည့်ဒီတိုင်းပြည်နိုင်ငံပြက်စည်းဖို့မရှိတော့တယ်အခုတော့မှလက်ရှိအာဆီယံမှာအနိုင်ဆုံးတိုင်းပြည်ပဲတိုင်းပြည်အာရှပိုင်မှာအနိုင်ဆုံးတိုင်းပြည်ပဲတိုင်းပြည်ကမ္ဘာမှာအနိုင်ဆုံးတိုင်းပြည်တည်းမှာမြန်မာစီးရင်ပါလားမပါဘူးလားစဉ်းစားကြည့်လေအဲ့ဒါအခြေပဲ တော့ကျွန်တော်တို့တွေကနိုင်ငံရေးဆိုတာလူတိုင်းနဲ့ဆိုင်ပါတယ်လောလောဆယ်ဖို့ပဲအချမ်းမှာအချင်းချင်းနေမဖြစ်ကြပါနဲ့ဘလောက်ပဲစောင့်မြင်ကြပါစေတတ်ချင်လောက်အောင်ယွန်းနေပါစေသူဒီတော်လန်ရို့အကျိုးပြုတ်နေတယ်ဆိုရင်ခဏလေးဒီကာလမှာစောက်ပေးပါဖြစ်နိုင်မယ်ဆိုရင်သူ့ရဲ့လုံခြုံရေးတော်ပြန်ကာဝယ်ပေးပါအဲ့ဒါတော်လန်ရေးဓမ္မနိုင်ထားမယ်စိတ်ကြပဲဒီတော်လန်ရေးပြီးသွားပြီလားအမပါဆွဲပြီးရေးစောက်ပတ်ဆွဲပြီးတော့ထိုးထိုးကြိုက်တယ်လို့လောက်ကွာကြိုက်တယ်လို့ချအားမှာဒါပေမဲ့တော်လန်ရေးမပြီးခင်ကာလမှာတော့ကို့အချင်းချင်းဆိုတဲ့အရာချင်းပြတော်လန်ရေးမှာရက်တည်နေတဲ့ဒူတိုင်းကတော်လန်ရေးကိုလုံနေတဲ့ဒူတိုင်းကိုဘလောက်ပဲလုံလို့လေးစားရမယ်တန်ဖိုးထားရမယ်ဝန်းရံပေးရမယ်ကာဝယ်ပေးရမယ် ဒါလူတိုင်းစောက်ထိုင်းရမယ်လုံရအဲရန်လူနဲ့ရန်လူပဲအချမ်းအဆိုစော်ပြစ်နော်တယောက်ကဆိုရင်အနောက်ကဝိုင်းအောင်ပေးဝိုင်းအောက်လိုက်ကင်းလိုက်ထည့်ပေးဒါပေမဲ့တခုရှိတာကိုယ့်ဘက်ကအမှန်ဖြစ်ဖို့လိုတယ်ရန်လူကရုံမာတဲ့ရန်လူဖြစ်နေတဲ့ကိုယ့်ဘက်ကသူတို့တရင်လိန်တယ်လို့ကိုယ်တရင်လိန်တယ်အကြောင်းရှိနော်သူတို့မဟုတ်ဟုတ်ကဝါဒဖြန့်တယ်လို့ကိုဝါဒဖြန့်တယ်မဟုတ်တာကိုဝါဒဖြန့်တယ်အကြောင်းမရှိဘူးအမှန်ကိုအမှန်တိုင်းပြည်သူတိအောင်လုပ်ကြမယ်သူတို့တွေမဟုတ်တာပြောတာကိုမဟုတ်ဘူးဆိုတာကိုလည်းပြည်သူတိအောင်ပြန်လုပ်ပြမယ်နော်ကျွန်တော်တို့အဲ့ဒီခံပြပဲခံထားတယ်ကျွန်တော်ကိုယ့်ဘက်အချင်းချင်းလူဘယ်တော့မှမပြောဘူးအတတ်နိုင်ဆုံးရှောင်တယ်ဘယ်လိုမှရှောင်လို့မရဘူးဆိုရင် ခိုက်ခိုက်တွေ့ပြီးတော့စော်ပလိုက်နော်တော့ကိုမိုင်းနဲ့ကိုခံမဲ့အဲ့ဒီစိတ်ကိုကျွန်တော်ထားတယ်ဒါကြောင့်မလို့တော်နိုင်ရေးကဘလောက်အားရဖို့ကောင်းလဲကြည့်ပါနိုင်ငံတကာအခင်းချင်းရောပြည်တွင်းအခင်းချင်းရောနော်စဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့တွေဝိုင်းစူးစမ်းပေးကြပါနော်တော်လှန်ရေးကိုကြားတယ်ဆိုတဲ့တစ်ခုတည်းနဲ့အပြစ်ပြောမယ်ဆိုရင်ဘာဖြစ်လို့မင်းတို့အဆအောင်ကပါခဲ့တည်လေဟုတ်တယ်မလားကြားကြားမကြားကြားအဲ့တော့ဒိုးလုံးမဟုတ်ဘူးဒိုးလုံးကပါလေနိုင်အောင်လုံးကမှဒိုးလုံးကျွန်တော်အစ်စိတ်တက်ပဲထားတယ်အပြီးရှင်တာပေါ့ဗျာကျွန်တော်ငားလာဆိုပြီးလာတာတော်နိုင်ရေးဟုတ်နော်ငားလာတော့မကြဘူးဆိုပြီးပါခဲ့တာ ဘယ်တနောက်ကြမှာဆိုဝင်းကိုစီပါဖို့တပွင့်ရင်းပြောတော့ဝင်းခန့်နဲ့နော်ဒါကြောင့်မလို့ကျွန်တော်ကိုမချီးမွမ်းနဲ့ပွင့်ဝင်လေးပြောတာဒါပေမဲ့ကျွန်တော်လုပ်နေတဲ့ကာလပတ်လုံးကတော့တော်နိုင်ရေးပေါ်မှာကိုကျိုးစီးပွားဘယ်တော့မှကျွန်တော်မရှောက်ကျွန်တော်အမှတ်ခံရတယ်ချာထားရင်လည်းလာခဲ့ပါနော်ဒါကြောင့်မလို့အခြားသောညီကောင်မောင်တို့ရဲ့အားလုံးကိုပြောချင်တာကဝိုင်းကျိုးစားပါအခုဆိုရင်ကြည့်ပါဖြစ်နေတဲ့ဘဝတွေကြည့်ကြသူတို့ဘက်မှာကိုဆိုရင်သွားပြီအဲ့လောက်အရှုံးနေရင်ဆိုင်နေရတယ်ဟမ်အခုကိုမချမ်းလူတွေကဘယ်တော့အားရဖို့ကောင်းလဲဒါဝိုင်းကျိုးစားမှာဟုတ်တယ်မလားအဲ့တော့အားလုံးအတူတူဝိုင်းကျိုးစားပါလောလောဆယ်တော့ကြားဖြတ်နေရတော့ညမတီမှာ အဲတဲဟိုကနေဟိုတယ်ဒီပြည့်တဲ့ပြင်ဒီချောင်းထဲခုံချတဲ့ကောင်ခုံချနေပြီအဲ့တော့ဒါတွေအားလုံးကကြည့်ပါသူတို့မဖမ်းကျင်လို့ကဖမ်းကျင်အကုန်လုံးဆွဲဖမ်းလိုက်ရတာအဲ့ဒီဟုတ်တယ်မလားရှင်းရှင်းလေးအဲ့တော့အဲဒီရွှေတမင်ဘရားထွက်မင်းကြီးတားထွက်အခုကရွှေတမင်ထွက်တာမဟုတ်ကြားပြန်ဘရားထွက်မင်းအောင်နိုင်စောက်ကောင်းလေးရထွက်ပဲနော်အဲ့တော့ဘိုလ်ချစ်သူဆိုတာအယောင်ပြတော့ပဲရှိတယ်အဲ့ဒီမင်းအောင်နိုင်လို့မပါလို့အဲ့ဒီကြားထန်လုံးလို့မရပါဘူး ရှင်းရှင်းလေးခလေးမေးမေးခွေးမေးမေးအကောင်လုံးပြီးပါတယ်ကဲဒါတော့ကိုစီတုံးတက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့เนาะအဲ့တော့ကြားခဲ့တဲ့အတိုင်းပဲဒီနေ့မှာသတင်းကောင်းတွေအများကြီးရှိတယ်တထိုးကြီးသတင်းကောင်းတွေဒီစစ်ကြောင်းတွေတိုက်ခိုက်တဲ့သတင်းတွေပြီးရင်ခုလိုမျိုးကိုစီပြောတဲ့သတင်းတွေလည်းဒါသတင်းကောင်းတွေဖြစ်ပါရဲ့เนาะဒါအပြင်မဲအောင်လည်းလေအာဆီယံအစည်းအဝေးကိုတက်ရောက်ခွင့်အစတည်းကဖိတ်မထားဖိတ်ထားခြင်းမခံရဘူးဆိုပြီးမှဟိုအာဆီယံကသူ့အရှိုက်ကိုထိုးကြလိုက်တော့အရှိတ်ပြင်းပြင်းကွဲသွားတယ်ပေါ့เนาะအဲ့တော့ပြည်သူတွေဒီနေ့ဒီကလောမှာတော့ဝန်သားစီသတင်းတွေကြားနေရတာဖြစ်ပါတယ်ဒါအပြင် တပ်ပေါင်းစုဆိုတဲ့သတင်းကလည်းကျွန်တော်တို့ပြန်တော့ပြန်နေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲသူတို့တိုးတိုးသိသိလှုပ်နေတဲ့ခါမှာကျွန်တော်တို့သတင်းတွေကလည်းအရင်မကြောက်ဘူးနော်သတင်းအရင်ကြားတယ်လေကျွန်တော်တင်လို့မကောင်းဘူးနော်ဘာဖြစ်လို့ပြည်သူတွေအားသိထားပါတော်လိုင်းတစ်ဖွဲ့နဲ့လှုပ်ရှားရှိနေလှုပ်လှုပ်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြည်သူကလည်းလှုပ်ရှားရှိတဲ့ဟာတွေကိုလှုပ်ရင်းနေအဲကျွန်တော်ဒီတော်လိုင်းမှာပါဝင်ကြပါစို့လို့ပြောနေတယ်ကျွန်တော်ပြည်သူလေးကိုဆုံးသက်လိုက်ပါတယ်နော်โอเคအစားဆုံးကြည့်ပြီးတဲ့မြတ်ပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းပြည့်စုံပြီးတော့ဒီနေ့မှာလုံးသမျှစောင့်သမျှအရာအားလုံးပါအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ